်းကြွယ်တည်းဖြစ်ပါရဲ့မကြီးကျယ်တဲ့လူအများကြီးအာနာရှိပါရဲ့ဘုံမတင့်တဲ့လူအများကြီးချမ်းသာလိုက်တာခရိုနီကြီးခရိုပြာကြီးခရိုနတ်ကြီးလူတော်တဲ့မတိုးရဲဘူးလူရှိသူရှိမထွက်ရဲဘူးချမ်းသာတော်လဲဘုံမတင့်အောင်မြင်တဲ့တိုးတက်တဲ့ ပရဟိတလုပ်အဲ့ဒါအတူယူစရာအကောင်းဆုံးလူကျွန်တော်ကပြီးခဲ့တဲ့ဟောပြဝဲတစ်ခုမှာနေပြည်တော်မှာသွားဟောတော့အဲ့ဒီကနေပြည်တော်ကကိုပိုင်ကျောင်းသိပ်နာမည်ကြီးတဲ့ကျောင်းမှာအဲ့ကျောင်းမှာပြောတော့ကျောင်းသားတွေကိုပြောတယ်မင်းတို့စာတော်ကြပါကွာသားတို့သမီးတို့စိုးစားကြပါကွာအောင်မြောင်လုပ်ကြပါကွာအဲ့လိုတယောက်ချင်းတယောက်ချင်းကလှုပ်လို့ရှိရင်ဒီတိုင်းပြည်ကလေဟိုးမိုးတောင်ပြန်သွားအောင်မေမိုးပြန်သွားအောင် ကျွန်တော်တို့ခေါင်းဆောင်တောင်ဆန်းစုကြည်စင်ကာပူသွားတော့စင်ကာပူမှာပြောတယ်နောက်နှစ်20ကြာရင်မြန်မာနိုင်ငံကစင်ကာပူကိုကြောင်လုံးမယ်ပြောတယ်တခါတော့ကဒီစကားလီကွမ်းယူပြောခဲ့တာပါဗျနောက်10နှစ်ကိုမြန်မာနိုင်ငံမြှောင်လိုက်မယ်ပြောခဲ့တာအခုတော့ကြော်သွားပြီဗျကြော်သွားပြီမော့ကြည့်နေရတယ် အဲ့ဒါကိုကျွန်တော်တို့ခေါင်းဆောင်ကပြန်ပြောတယ်။နောက်နေ့20မှာစင်ကာပူကိုကြော်လို့နိုင်ငံညာသတင်းတော့ယောက်ကကျင်းတ်ပုံမရဘူး။မိကွန်းပြန်မိမိအောင်လိုက်မယ်လို့ပြောတာလားကြော်အောင်လုပ်မယ်လို့ပြောတာလားမိကျွန်တော်တို့ခေါင်းဆောင်ကပြန်ပြောခဲ့ကြော်အောင်လုပ်မယ်လို့ပြောတာပါစိတ်ဓာတ်စိတ်ဓာတ်